အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာငါးလပိုင်းတစ်လတာအတွက်မိတ်ဆွေတို့ရဲ့ကန်အစိုးကောင်းကိုကျွန်တော်ရဲ့ Terror နဲ့ဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဖမအုပ်ဆုံးအနေနဲ့ကတော့ကျွန်တော်တရင်းကလေးသားသမီးတွေကိုဒီဗီဒီယိုကနေဆင့်သူတို့ရဲ့ကန်အစိုးကောင်းတွေကိုကျွန်တော်ရဲ့ Terror ကချိုးပြီးတော့ဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့တရင်းကလေးသားသမီးကျွန်တော်ရဲ့ညီကောင်မတော်မမိတ်ဆွေပေါင်းတဲ့များအားလုံးဗီဒီယိုယုံကြည်တဲ့လူတွေကိုယ့်ရဲ့ ကြကြော်မဲ့၅လပိုင်းမှာဘေးရာတွေကအာတာလဲဘေးရာတွေကအာနေလဲဘေးရာတွေကကန်ဆွန်းနေဘေးချိန်တွေကတော့ကုတ်တက်ပြင်ဆင်ရမယ့်အချိန်တွေဖြစ်မလဲသိရှိခွင့်ရအောင်ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိလာစင်ပေးစစ်ကြပါမယ်ကျွန်တော်ကတော့မိတ်ဆွေတွေကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့အဘမင်းနေကရေတပည့်ဆက်ဆောင်းတော့ဖြစ်ပါတယ်မိတ်ဆွေတွေကိုအများအားဖြင့်ဒီရေဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆက်တယောက်လေးဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေပေါင်းတင်များအပြီးတော့ ဒီတင်းငွေတွေကိုတော့ကျွန်တော်ဟောကိန်းတွေပဲဟောသွားမယ်။တင်းငွေတွေသားသမီးတွေတက်လာတာလောက်အောင်မဲ့ရည်ရည်ရီကိုတော့ကျွန်တော်ပြီးမှပဲဗီဒီယိုဖိုင်နဲ့တက်တက်ထပ်ပြီးတင်ပေးမယ်နော်။အဲ့တော့စလိုက်အောင်ကျွန်တော်တို့ပြီးတော့ကျွန်တော်ရဟောကြားမှုကိုနှစ်တက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာကြံပြီးကျွန်တော်ကိုဒီစနေမြတ်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုရည်ရည်နဲ့ပတ်သက်ပြီးတော့ဒီရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်စတင်ပြီးတော့ကတ်ချိုးလိုက်အောင်။ ဖမ်းမအောင်ဆုံးတနင်္ဂနွေသားသမီးတွေရဲ့စီးပွားရေးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းတွေငွေကြေးတွေကျွန်တော်ကျန်းမာရေးတွေပြည့်ချစ်ရေးအိမ်တော်ရေးဝန်ထမ်းရေးရနဲ့ပတ်သက်တာအာပြီးွားရင်ဒါကတော့ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းဒါကတော့အခုနိုင်ငံခြားသွားတဲ့လူများနေတာပေါ့နော်အဲ့တော့နိုင်ငံခြားကြံနဲ့ပတ်သက်တဲ့အပိုင်းဆိုပြီးကျွန်တော်အလုံးမောင်းချက်လေးလေး6 8ချက်ကိုကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်စီပွားရေးမှာဒေသကြီးတွေသားသမီးတွေဟာအဆက်အသွယ်ကောင်းနေရရှိလာမယ်။ရောင်းမန်းဝယ်ပန်းနေအားကောင်းမဲ့ ချိန်နေအပိုင်းခြားတစ်ခုလို့ကျွန်တော်ရဲ့ error cut ကပေါ်ကြပေါ်ပြပေးထားပါတယ်။ဒါကြောင့်မလို့ဒီလိုချိန်နေပိုင်းခြားမျိုးမှာစီးပွားရေးနဲ့ပတ်သက်ပြီးတိုးချဲ့ပြီးလောက်ဆောင်မဲ့အပိုင်းနေဒါမှမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးကုန်ကူးမဲ့အပိုင်းနေကော်မတီတွေဝယ်လောင်မဲ့အပိုင်းနေအမတန်အားကောင်းနေတဲ့အချိန်နေပိုင်းခြားတစ်ခုဖြစ်လို့ကိုယ့်ရဲ့စီးပွားရေးဟာတည်ငြိမ်မှုတစ်ခုကိုကျွန်တော်တို့စတင်ပြီးကူးပြောင်းလာမဲ့အချိန်နေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဆိုတော့အစကအစမပြေတာကြီးရှိရင်ရှိခဲ့မယ်ဒါပေမဲ့၅လပိုင်းမှာစီးပွားရေးဟာတည်ငြိမ်တဲ့စီးပွားရေးတစ်ခုဖြစ် အတွင်ကူပြောင်းလာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်လို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာဥပမာအသက်ကြီးရင်းတဲ့လူတွေနဲ့တွဲပြီးတော့လှုပ်ဆောင်ရတာကစားလို့ရှိရင်အသက်ငယ်တဲ့လူတွေနဲ့တွဲဆက်ပြီးတော့လှုပ်ဆောင်ရတာပုံမှန်ပြီးတော့ကောင်းမွန်ပါလေ။ဒါကြောင့်မလို့တနေ့မလို့ဒါသမီးတွေအနေနဲ့ကိုယ့်ရဲ့ဝန်ထမ်းအလုပ်သမားခန့်တဲ့အခါမှာငယ်ရွယ်တွက်လက်နေတဲ့လူတွေနဲ့ကျွန်တော်တို့အခက်မယ်ဆိုရင်ကိုယ့်တက်ပုံမှန်ပြီးတော့ကောင်းမွန်တယ်။မိမိကိုယ်တိုင်ကလည်းအသက်ငယ်ငယ်ရွယ်တွက်တွက်လက်လက်နဲ့လုပ်ငန်းပေါ်ကိုတက်တက်ကြွကြွလှုပ်ဆောင်မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဒီထက်ပုံမှန်ပြီးတော့အားကောင်းလာနိုင်တယ်။ဒီနဲ့ပုံမှန်ပြီးတော့ အဆင်ပြေလာနိုင်တယ်။ပြီးတော့လုပ်ငန်းကိစ္စတွေမှာခက်ခဲနေတဲ့အရာတွေအဆင်မပြေနေတဲ့အရာတွေလူတူဦးတူရောက်ရဲ့ကူညီမှုကြောင့်အဆင်ပြေလာနိုင်တယ်။ဥပမာပေါ့ဇာယစာတမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အပိုင်းငွေကြေးနဲ့ပတ်သက်တဲ့အပိုင်းအဆက်အသွယ်နဲ့ပတ်သက်တဲ့အပိုင်းတို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လာရင်တော့တင်းမွေသားတပီးတွေကံကောင်းတယ်လို့ဘာမှအုံဆုံးတုံ့တက်ပြီးတော့ဟောကြားပေးချင်ပါတယ်။နံပါတ်1ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတင်းမွေသားတွေမြတ် တစ်ဖက်မှာစူပါရိတ်ကန်ကောင်းတယ်လို့ပြောတယ်ငွေကြေးကိစ္စကြီးမှာဘာအားနည်းလဲဆိုကျမ်းမာရေးကြောင်ငွေကုန်ကြေးကြဖြစ်တာမျိုးတခုထိမိခိုင်မိတိုက်မိတာလို့ရောရတာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေဥမာကိုကားမောင်းတယ်သူများဝင်တိုက်မိလို့ငွေရောရတာမျိုးဒါမှမဟုတ်ကိုကားကိုသူများဝင်တိုက်လို့ကိုကားပြင်ရတာမျိုးသူများကိုလည်းဟိုဖြစ်တာမျိုးပေါ့နော်ဟိုဆိုင်ကစပိန်စရပြပေါ့နော်ကိုယ့်ရဲ့ဖုန်းကွဲလို့ပြက်လို့ပြင်လို့စရပြဒီလိုပြက်စီးလို့ အဲကျွန်တော်တို့ကိုယ့်ရဲ့ငွေကိုကြေကြဖြစ်တာမျိုးပျက်စီးတဲ့အထဲမှာကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တာလည်းပါတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတုံးဆွဲတဲ့ဈေးတွေအရင်အထက်ပုံများနေမယ်အဲကိုယ့်ရဲ့ဒီဒဂွေဒဂါရဲ့တုံးဆွဲသွားလာနေတဲ့စက်ပစ္စည်းတွေနော်ပြီးတော့ကိုယ်တုံးဆွဲနေတဲ့ဒီဖုန်းတို့တယ်လီဖုန်းတို့စသဖြင့်ပေါ့နော်အဲ့ဒါကြီးကျွန်တော်တွေ့ကြုံလာတတ်တယ်ပြီးတော့ကိုယ်ကြိုက်လို့ဝယ်ထားတဲ့တံမွန်ကြီးပစ္စည်းတွေရှိနေတယ်နော်ဟိုမှာစိန်မဲဖြစ်ဟိုရွှေပဲဖြစ်ပေါ့ဗျာစသဖြင့်ဒါမျိုးတွေတောက်တာရှာတာရှိလာနိုင်တယ်ဒီဘောမှာကိုယ့်ရဲ့ဘာပဲပြောပြော ငွေထွက်တာမဟုတ်ပေမဲ့လည်းကိုပတ်စံနဲ့ပေးထားပြီးဟိုပတ်စံပေးထားပြီးဝယ်ထားတဲ့ပစ္စည်းထွက်သွားတယ်ဆိုတော့လည်းဒါကိုငွေကြေးကိစ္စရနေပတ်သက်ပြီးတော့ပျောက်ဆုံးတာပစ္စည်းတာနဲ့အတူတူပါပဲဒါလေးတော့နည်းနည်းဂရုစိုက်စေချင်ပါတယ်ကျမရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ကျွန်တော်တင်းငွေသားသမီးတွေကအစားတောက်ပိုင်းအစာအိမ်ပိုင်းစပြက်ဒီပိုင်းတွေမှာနည်းနည်းလေးတော့အားနေတာတွေ့ရပါတယ်ဆိုတော့ဒီကိုယ့်ရဲ့အစားအသောက်မဆင်ခြင်မှုတဲ့အမဆင်ခြင်မှုကြောင့်ဖြစ်တဲ့ပြဿနာအစာအိမ်လမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ဒါသမီးတွေကုသဖို့အတွက်အချိန်ကြန့်ကြတယ်။ဟိုကအဲ့ဒီလတစ်လလုံးကကုသနေရုံမပြူပြောင်းမှဝမ်းရှော့တယ်ဝမ်းပြတ်တယ်ပေါ့ဗျာအစားတော့မှားပြီးတော့အဲ့ခဏခဏအဲ့ဒီဝမ်းရှော့ဝမ်းပြတ်တယ်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့အစားတော့တွေနဲ့ပတ်သက်တာပြီးတော့ဂျာရီဥလူကလည်းအခုအရန်ပူနေတာပေါ့နော်။အဲ့တော့အချိန်အဆက်တွေတော့နည်းနည်းလေးရှောင်ကျင်ပြီးတော့စားနိုင်တော့ပိုပေါ့တော့ပေါ့နော်။အဲ့တော့တင်းငွေဒါသမီးတွေခဏသတိထားရမယ့်အချက်ကတော့ခဏပြောအစာရည်လမ်းကြောင်းဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အစားတော့ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ view site ပါဖြစ်တယ်ဆိုလို့ရှိရင် ချက်ချက်မပြောက်ဘူးကြာမယ်ကိုလည်းယောဂတန်ခံစားရမယ်လုပ်ငန်းတွေလည်းပြတ်မယ်ပြီးွားရင်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲထိုင်ကြောက်ကုန်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာတတ်ပါတယ်နောက်တစ်ချက်ကကြတော့ဘာတွေ့လာနိုင်လဲဆိုတော့ခွဲစိတ်ကုသဖို့တော့ပေါ့နော်ခွဲစိတ်ကုသဖို့တော့ကျွန်တော်တို့ reset ရှာနေတဲ့လူတွေပေါ့ယောဂရှာနေတဲ့လူတွေဘာယောဂမှမသိအပြုမှန်အမဲမှန်အခုချိန်ထိမတည့်ခွဲပဲနဲ့ကိုယ်အနေနဲ့အဲ့တွက်နဲ့ဥပင်တော့ကရောက်ရတာမျိုးတွေတော့တွေ့ကြုံလာနိုင်တယ်ဒါယောဂမိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဟောကြားချက်ဖြစ်ပါတယ် နောက်တစ်ခုကတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာအမတန်ကံကောင်းနေတဲ့ကာလအမတန်စမ်းပွင့်နေတဲ့ကာလဖြစ်ပါတယ်လက်ရှိရှိနေတဲ့ relationship ထက်နောက်တဲ့ relationship တစ်ခုစစ်တီဖို့အတွက်အားကောင်းနေလို့ပဲသုံးသပ်ပြီးဟောကြားပေးခြင်းတယ်လက်ရှိအခြေအကျိစ္စမှာအဆင်ပြေလားလို့ပြောရင်အဆင်ပြေတယ်ဒါပေမဲ့အဆင်ပြေတယ်ဆိုတာကနောက်ထပ်အခြေတစ်ခုခံသေးဖို့ကပိုပြီးအဆင်ပြေနေတယ်အဲ့တော့ ကျွန်တော်ကျွန်တော်ပြောချင်တာပေါ့ဒီလက်ရှိတွဲနေတဲ့ relationship ကြားထဲမှာရှုပ်ချင်ပွေချင်နေကဲချင်နေလူမျိုးရှိရဆိုရင်တော့အခု relationship ကတော့အဆင်မပြေဘူးပေါ့ဒါပေမဲ့ကိုယ့်ဟာကိုယ်တည်တည်ငြိမ်ငြိမ်နဲ့ relationship ကိုတည်ဆောက်နေတဲ့လူတွေတော့ကတော့ကံကောင်းတယ်လို့ပြောချင်းဖြစ်ပါတယ်ကျွန်တော်ကဒီအပိုင်းကိုနှစ်ပိုင်းပြောတာပေါ့နော်တစ်ပိုင်းကတော့ကျွန်တော်အမှန်တမ်းပြောရရင် relationship အခုအခြေအနေကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာကံကောင်းတယ်လို့ကျွန်တော်ဟောချင်တာဒါပေမဲ့ခတ်နေတာကတင်းငွေတွေသားသမီးတွေရဲ့စမ်းကြောင် ဖြစ်ပေါ်လာမယ်နောက်ဆက်တွဲစိုးကျိုးတွေရှိနေတော့ကျွန်တော်ကံကောင်းနေပြောပြမယ်လေအဲ့ဒီဆမ်းပေါ်မှာကိုကတာယာပြီးတော့ရှောက်ပြီးတော့ဟိုကလုတ်တဲ့အခါမှာလက်ရှိ relationship ဖြတ်ပျက်စီးသွားပြီဆိုရင်ကျွန်တော် hockey မှားသွားပါလိမ့်နော်အဲ့တော့ကျွန်တော်ပြောချင်တာက relationship နဲ့ပတ်သက်ပြီးတော့ဒီ relationship ပေါ်မှာတံမိုးထားတဲ့သူအာစားပြပေါ့နော်အရန်ကိုကဒီပေါ်မှာအယုံစူးဆိုင်မှုအရန်အားများတယ်ဒီပေါ်မှာပဲခုံမင်းနေဒီမှာမှာပဲပျော်ရွှင်နေတဲ့လူတွေတော့ကတော့ကံကောင်းတယ်လို့ကျွန်တော်ပြောချင်တယ် အဲဒါပေမဲ့ခဏကျွန်တော်ပြောလို့ကိုယ့်ရဲ့စမ်းကြောက်ပေါ့နော်နောက်ထပ်နောက်ထပ်လူတွေနောက်ထပ်နောက်ထပ်ပတ်သက်ရမယ့်လူတွေပေါ်လာတဲ့အခါမှာအဲ့လိုပြိပခလေးတွေအဆင်မပြေမှုလေးတွေဖြစ်ပြီးတော့လက်ရှိ relationship ပြုတ်ပွဲသွားတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒါပဲပြောပြောအခြေကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းကံဆိုးခြင်းဟာကိုယ့်အနေနဲ့စမ်းဖွင့်နေတဲ့အတွက်ကြောင့်မလို့မိမိပေါ်မှာမူတည်တယ်လို့ပဲပြောရမယ်။အဲ့တော့ကိုယ့်လက်ရှိရှိနေတဲ့ချစ်သူဘဝကိုပိုချစ်လာအောင်လည်းကိုယ်လုပ်လို့ရတယ်။ စိတ်ဆုသောအောင်လေကိုလုပ်လို့ရတယ်အဲ့ဒါတွေအရာအလုံးဟာတနင်္ဂနွေသားသမီးတွေပိုင်ဆိုင်ထားတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီလိုအချိန်နေမျိုးမှာကိုဗေလန်းဝင်ရွေးချယ်မယ်ဆိုတော့ကိုယ့်အကိုဆုံးဖြတ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့နောက်တစ်ချက်ကတော့အင်တော်ကြီးကိစ္စပါအဲ့တော့ဒီကိစ္စမှာတော့တနင်္ဂနွေသားသမီးတွေကျွန်တော်ဘာတော့တွေ့နေရလဲလို့ပြောမယ်ဆွေမျိုးမိတ်ဆွေတင်္ကာရဒီရဲ့အကူအညီ ပေးရမှုသူတို့ပြန်ပြီးကူညီပေးရတာပေါ့နော်ပြန်လည်ပြီးတော့ထောက်ပံ့ပေးရတာမျိုးတွေ့ရတတ်တယ်ဒါမို့နှောက်အားဖြစ်တော်လောကကိုအားဖြစ်တော်လောကငွေချေးအားဖြစ်တော်လောကပေါ့နော်ဒီလိုမျိုးတစ်ခုခုနဲ့ကျွန်တော်ပတ်သက်ပြီးတော့တွေ့ဆုံလာတာကျွတ်ပေါ်တတ်တယ်အာပြီးတော့နောက်တစ်ခါကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းတွေကနေစင်ကျွန်တော်တို့ဒီအိမ်အောင်ပွဲတဲ့လူတွေအိမ်အောင်ပြတ်တဲ့လူတွေပေါ့နော်သူတို့ ကိုကူညီပေးတဲ့အခါမှာနည်းနည်းလေးဂိူးဆိုင်ပါနည်းနည်းလေးဂိူးဆိုင်ပါဆိုတာမျိုးမတူဥမာပေါ့ဗျာကိုကယောက်ျားလေးဖြစ်နေတယ်ဟိုဘက်ကမိန်းကလေးကအိမ်တော်ကွဲတယ်ပေါ့နော်ကိုကအဲ့မိန်းကလေးကိုစာနာတာဖြစ်တနာဖြစ်ကိုညီရင်းရနေစင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတတ်တယ်ဥမာကိုကယောက်ျားလေးဟိုဘက်ကအိမ်တော်ကွဲနေရလေယောက်ျားလေးကူညီပေးလိုက်တာတော့ဘာမှမဖြစ်ဘူးနော်အဲ့တော့ဟိုပြောရမှာမျိုးမတူချင်းကြားတယ်မှာအနေထိုင်ဂိူးဆိုင်ဖို့အတွက်လိုအပ်တယ်ကိုဘက်ကဖောက်ပြန်ချင်တာဖြစ်မဖောက်ပြန်ချင်တာဖြစ်စိတ်ရှိတီဖြစ်စိတ်မရှိတီဖြစ် အဲဘာပြီးတော့ကိုယ့်ရဲ့နာမည်ကုန်တွင်ကိုထိခိုက်လာနိုင်တဲ့အကြောင်းတရားတွေဖြစ်ပေါ်လာနိုင်တယ်ဒါနံပါတ်၁ချက်နောက်ကနံပါတ်၂အချက်ကအိမ်မှာရှိနေတဲ့အိမ်သူအိမ်သားပေါ့နော်အဲမှာမှဟိုအလုံးလုံးနေတဲ့လူတွေပေါ့နော်လုပ်ငန်းကိစ္စအိမ်နဲ့ပတ်သက်ပြီးပြဿနာဖြစ်တတ်တယ်ဆိုတော့မိမိကိုယ်တိုင်လည်းဖြစ်တတ်တယ်အဓိကပြောချင်တာတော့ဝန်ထမ်းတွေပေါ့နော်ခဏကကျွန်တော်စီးပွားရေးကိစ္စကိုပြောချင်တာမဟုတ်ဘူးသူများလုပ်ငန်းလုပ်နေတဲ့ဝန်ထမ်းတွေကိုစားပြုတ်ကိုယ့်အိမ်မှာဆိုလို့ရှိရင်ကိုကိုတိုင်းလည်းဝန်ထမ်းဖြစ်ချင်းဖြစ်မယ်တခြားတော့လူကိုမိန်းမကိုယောက်ျားလည်းဖြစ်ချင်းဖြစ်မယ်ကွာကိုသားသမီးတွေကလည်းဖြစ်ချင်းဖြစ်မယ် တို့တွေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးပြဿနာဖြစ်တတ်တယ်အလုပ်ပြုတ်တတ်တယ်အလုပ်ပြောင်းသွားတတ်တယ်เนาะအဲ့ဒီအဲတို့ရဲ့ဒီလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘောကိုရင်ဖွင့်တာမျိုးတိုင်ပင်တာမျိုးဆွေးနွေးတာမျိုးအဲစတဲ့ဖြစ်ပေါ့เนาะတို့အခုညီတစ်ခုခုအလုပ်လုပ်ကိုအခုညီတောင်းတာမျိုးတွေဒီချိန်မှာတွေ့ကြုံလာမယ်အချိန်ဒီပိုင်းကြတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ခဏအရှင်းမှလည်းကျွန်တော်ပြောထားတယ်ရေးဆက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဘာတွေမှာအားနည်းတယ်လို့ပြောထားတာလေအဲ့တော့ကျွန်တော်ကားတွေဖုန်းတွေလို့တုံးတုံးထားတယ်။ဒါပေမဲ့အိမ်မှာတုံးနေတဲ့ဒီလျှက်စစ်ပစ္စည်းတွေကြောင့်လည်းစိတ်ညစ်ရတတ်တယ်။ဥပမာ air con ဒီချိန်မှာဆို air con က်တာမျိုးတို့เนาะအမီးကမလားအဲကောင်ကပြက်ဝတ်ရှော့ဆက်စတဲ့ပြက်ပေါ့အိမ်မှာကျွန်တော် used to လုပ်နေတဲ့လျက်ဖြစ်လျက်စစ်ဖြစ်စီတွေလည်းအားနေတာမျိုးပြက်ကားတာမျိုးပြင်ရတာမျိုးအစ်စ်ပြောင်းဝယ်ရတာမျိုးပေါင်းဝါစပေါ့နော်ဒီလိုမျိုးတွေတွေးချုံလာတတ်တယ်ဒါလေးကိုတော့ green side စေချင်ပါတယ်နောက်ချက်ကတော့ဝန်ထမ်းရေးရကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ဟောကြားပေးချင်တယ်ဝန်ထမ်းတွေကတင်းငွေသားသမီးတွေကလုပ်ငန်းတစ်ခုမှာအလုပ်ပိနေတတ်တယ်ပိတ်လောင်နေတတ်တယ်ဆိုတော့ဘလုံးမရုံထွက်လို့မရတဲ့အခြေအနေတစ်ခုကိုကြုံတွေ့နေရတတ်တယ် ဆိုတော့ now လောက်တစ်ခုပြောင်းဖို့ကလည်းမဖြစ်နိုင်ဘူးဒီအလောက်ကလည်းထွက်လို့မရဘူးစသဖြင့်ပေါ့နော်လုပ်ငန်းတွေဈားထဲမှာအလုပ်ပြနေတာမျိုးစိတ်ပျက်စီးမှုများနေတာမျိုးတွေတွေ့ကြုံလာတတ်တယ်ဆိုတော့ဒီအချိန်မှာတော့တေချာတာတခုကတော့မိတ်ဆွေတကယ်လို့အလုပ်ရှာနေမယ်လောက်လောက်တစ်ခုပြောင်းဖို့ကြိုးစားနေမယ်ဆိုရင်တော့ခက်ခဲမဲ့ကာလပဲကျွန်တော်ပြောချင်တယ်ဘာလို့ပိတ်လောင်နေတဲ့ကာလအပိုင်းခြားဖြစ်တဲ့အတွက်ကြောင့်လို့နောက်ထပ်တကားတစ်တစ်ခုဖွင့်ဖို့ကတော့အချိန်မတန်သေးဘူးပေါ့ဒီငါးလပိုင်းနေမှာပေါ့နော်အဲကြောင့်မို့လက်ရှိရှိနေတဲ့အလုပ်ကိုပဲ fresh ပဲဖြစ်အောင် အာကိုယ့်ဟာကိုယ်အဆင်ပြေအောင်လှောက်ဆောင်ဖို့အတွက်လိုအပ်တယ်နံပါတ်၁ချက်ပေါ့နော်နံပါတ်၂ချက်ကဒီလုပ်ငန်းခွင်မှာတမိစားကိစ္စလင်းများကိစ္စတွေအကြောင်းမိမိပါမိမိကိုယ်တိုင်လည်းဖြစ်ပေါ်လာနိုင်တယ်ဥပမာကိုယ်လုံးမှာရည်စားထားရတယ်ပေါ့နော်အဲအဲ့ဒီမှာပြဿနာတက်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းသူများရည်စားထားတဲ့ဈာထဲမှာကိုယ်အောင်တယ်တော်လို့လို့ဘာလို့လို့ဈာညက်ပြီးတော့ပြဿနာတက်တာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဖြစ်နိုင်တယ်ဆိုလုပ်ငန်းခွင်ထဲမှာလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ မဟုတ်ပါလုပ်ငန်းကိစ္စနဲ့ပဲပတ်သက်ပါလုပ်ငန်းကိစ္စမဟုတ်ပဲတခြားလူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကူအညီပေးတာမျိုးဆောင်ရွက်ပေးတာမျိုးဝင်ပါတာမျိုးတွေမလုပ်ဆောင်ပါနဲ့เนาะအပြတ်နာဖြစ်တတ်လို့ပါเนาะအဲ့တော့တခြားတော့ကို personal ကိစ္စတွေပေါ့လုပ်ငန်းကိစ္စတွေမဟုတ်ပဲနဲ့ personal ကိစ္စတွေနဲ့ပတ်သက်ပြီးပြဿနာတက်တာမျိုးတွေရှိတတ်တယ်နည်းနည်းလေး view ဆိုင်ဖို့တော့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော် training ကိုဒါသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းအခြားပေါ့အမှန်တည်းပြောရင်တော့ဒီချိန်မှာ တင်းဝိသားသမီးတွေပညာရေးအမှန်အားနည်းတယ်ကိုယ့်အကူစာဘလောက်ပဲစူးစမ်းခြင်းစူးစမ်းခြင်းစာဘလောက်ပဲလွှတ်ခြင်းလွှတ်ခြင်းကိုယ့်ရဲ့စိတ်ကစိတ်တော့ရှိတယ်လုံးဆောင်မှုတော့တန်ခွင့်လည်းမပေးဘူးပေါ့နော်ကျွန်တော်ပြောချင်တာအကြောင်းကြာတစ်ခုမှတစ်ခုစာလုပ်ဖို့တဲ့အပြက်ပြဲတာမျိုးတွေစတဲ့ပြပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခက်အခဲအသားစီးများစွာနဲ့ကျွန်တော်ကြော်ဖြတ်ပြီးတော့မှအောင်မြင်မှုရရှိမယ်ဆိုတဲ့အပိုင်းခြားမျိုးဖြစ်နေတယ်အဲ့တော့မိမိကိုယ်တိုင်ကလည်းခုနကပြောလို့ပညာရေးကိုအရင်ဦးစားမပေးတဲ့လူမျိုးဆိုရင်တော့ဒီချိန်မှာ ပညာကြီးကပိုဝေးသွားမှာပေါ့နော်ကျွန်တော်ပြောငကိုကလေးကမှသူအသားစီးတွေများနေတာဟိုမှာကိုကစိတ်မပါဘူးဆိုတော့ပိုဆုတ်သွားမှာပေါ့နော်အဲ့တော့ပညာကြီးနဲ့ပတ်သက်ပြီးအသားစီးပိတ်ပင်များစွာနဲ့ကျွန်တော်တို့ကြုံတွေ့လာတတ်တယ်နောက်တစ်ခုကတော့ကျွန်တော်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံပေါ့တော်တော်များကျွန်တော်ဒီချိန်မှာမေးတယ်နိုင်ငံသားတောင်းရင်ကောင်းမလားမကောင်းလားမေးဆိုတော့ကျွန်တော်ပြန်ပြေပေးပါမယ်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံကတော့တင်းငွေသားသမီးတွေအားနည်းနေတဲ့ကာလအပိုင်းခြားလို့ပဲကျွန်တော်သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြာနေတဲ့ကံအပိုင်းခြားရဖို့က ောင်းနေတဲ့နမိတ်ပုံရိပ်တစ်ခုမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်မို့ဒီချိန်မှာနိုင်ငံခြားသွားဖို့အတွက်ဆောင်ရွက်ထားတယ်ဆိုရင်တော့အားနိုင်မယ်။နောက်တစ်ခုကတော့ကိုယ်အနေနဲ့တကယ်လို့နိုင်ငံခြားသွားဖို့အတွက်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းစီကနေတဆင့်ပါဥမာဥမာရှိနေအပေါင်းအသင်းကနေဆင့်ငွေလွန်နာမျိုးငွေကြုံနာမျိုးရှိခဲ့တယ်ဆိုရင်မိတ်ပြတ်ဆွေပြတ်တော်ဖြစ်တတ်တယ်နော်။အမောဒါကြောင့်မလို့နိုင်ငံခြားသွားဖို့အတွက်ငါးလပိုင်းမှာလောက်ဆောင်မယ်ဆိုရင်ငွေမကြုံပါနဲ့ကျွန်တော်ပြောချင်ပါတယ်။ အဲ့ငွေကြေးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့အော်ငါ့ကိုလိန်များလိန်သွားသူလိန်နာမလိန်နာတက္ကနာကိုယ်စိတ်ထဲမှာလိုက်ပြီးတွေးတောနေရရွရွကိုယ်အနေနဲ့တခြားအမှုပဲများစွာရတယ်ပတ်သက်ပြီးတွေးကြုံငါတတ်တယ်ဒါကြောင့်မလို့နည်းနည်းလေးတိထားပါလို့မှာခြင်းဖြစ်ပါတယ်အားလုံးတော့ကျွန်တော်ရဲ့ဒင်းငွေသားသမီးမိတ်ဆွေများဒီလောက်ဆိုကျင်းနေမယ်လို့ထင်ပါတယ်ကျွန်တော်ကလည်းကျွန်တော်မြင်တာကျွန်တော်တွေ့တာကျွန်တော်ဟောလိုက်တာပါမိတ်ဆွေတွေနဲ့တိုက်ဆိုင်မှုရှိရင်လည်းရှိမယ်မရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒီချက်တွေတတိထားဖို့တော့လိုအပ်ပါတယ်အားလုံးတော့ကောင်းသော လာလေးတလာကိုပြတ်ပြတ်ရှင်ရှင်တက်တက်ကြွကြအောင်ဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းနေမှာကျွန်တော်ဗီဒီယိုဒီမှာပဲရန်နာခွင့်ပြုပါ